ားလုံးပဲမင်္ဂလာပါရှင်။ဆီယမာယီဝင်းဝင်းမြင့်နန်းတို့ရှိရဲ့ဝိမုံချီတန်းဆိုတဲ့ဝိထုရှိကို အခင်းဆက်ဖျက်ပြပေးနေတာအပိုင်း၁၁ပဲဖြစ်ပါရဲ့ရှင်။ဟိုနေ့ကအလောက်ကဖြစ်ရလား။ငါဖြစ်စကားသံတွေပဲကြားနေရတယ်ထင်တာပဲ။နိုးလာလိုက်တွတ်တွတ်တွတ်တန်းကြားလိုက်ပြန်အိတ်ပျော်သွားလိုက်။ငါတို့နေ့ကမတွေ့တာကြပြီမဟုတ်လားဟဲ့။ စကားလက်ဆုံးပြောမကုန်ဖြစ်နေတာဘာလဲမိတော်ကအကူညီတောင်းတာရသွားလို့ကျင်းနေနေရလားဘယ်ကလာဘာအကူညီမှမတောင်းရသေးဘူးရာဇဝင်ကြီးတဲ့ကိုတုတ်ရှိရှိကြီးရှိုးပြီးထမ်းနေတုံးရှိသေးတယ်ဟဲ့နင်တို့ရာဇဝင်ကဒီကနေ့ပြီးအောင်မလားပြီးပါတယ်ကူညီတဲ့သူကူညီချင်အောင်ညီတန်းပြုတ်နေရတာပဲမြတ်သွေး နင်အဆောင်ရောက်ရင်ဘာမှလုပ်နေရအောင်ဒီရပဲအပီရေမိုးချိုးသွားတော့ညစာလည်းတခါရဲထည့်ပေးလိုက်မှာရေခဲတော့ဝမနဲ့ကလေးကရေချိုးခဲ့ပြီလို့မချိုးဘူးတဲ့တော်ပါပြီငါတို့ပြန်မလေးညစာတွေပါလေလုပ်မနေပါနဲ့အာအကုန်အစင်းသိရှိတယ်နေချက်နေရမှာစိုးလို့ပြန်လည်းမပြန်သေးပါဘူးခုမှငါတို့ကော်ဖီနှက်ထားတယ်နေရေချိုးပြီးရင်ကော်ဖီပူပူလေးနဲ့လက်ဖက်ချင်ငယ်ဆက်တုပ်လေးနဲ့မုံလေးနဲ့ နေလေစာစကြမယ်။တွားရေချိုး။အိုးဆောင်းလွင်ကြီးမှာဆိုရေချိုးခိုင်းနေပြန်ပြီ။ငါတခုခုဖြစ်ရင်မေတော်ပဲ။မြတ်သွေးကမေတော်ကိုတရားခံရှာလျက်ရေချိုးရဲ့ပြစင်လေးသည်။တကယ်တော့မြတ်သွေးကရေကြိုက်သူဖြစ်သည်။မေတော်ကတက်တိမှုဇုတ်ခိုင်းရသည်။မဟုတ်ရင်ညနေဆောင်သူ အဆောင်ပြန်ရောက်ရင်လေချိုးအုံးမှာပဲ အတန်ပြန်ကြိတ်လာတော့မြာသွေးအပြူကြီးသည်ရေမိုးချိုးတနခါလိမ့်ပြီးအလှပြင်စင်မိတော်တို့ကနေလေစားပြင်စင်ကြသည်ငါတို့တော့ယောက်ဒီလိုအမြဲတမ်းနေရရင်သိကောင်းမှာပဲနော်နေပါလေငါဘက်ကတော့အာမခံနေဟာမိတော်ရဲ့နေကပြောရတယ်ရှိသေးပြောတယ်လေဘာဖြစ်လဲမိတော်ကိုမိတော်ပိုက်နာပဲနင်တို့ကငါနဲ့လာပေါင်းနေဖို့စူးစမ်းကြ နေကိုနိုင်ကိုနည်းနည်းလေးမှစိတ်မညွန့်ဘူးလားအမှန်တိုင်းပြောငါသူ့ကိုကျေးဇူးတင်ပါတယ်သူငါပေါ်မှာတချင်ကကောင်းခဲ့တာတွေအများကြီးရှိခဲ့တယ်ဥပမာဆိုတော့အားလုံးကတားထားတဲ့တိမ့်တိမ့်တို့တာပေတူးနဲ့ပတ်သက်ပြီးစွန့်စွန့်စားစားငါပြောချင်တာလေးတွေပြောပြအောင်သူစီစဉ်ပေးခဲ့ဘူးတယ်တို့နေကမိတော်ရဲ့မိစုရဲ့ကိုနှံ့ရဲ့ မန္တလေးတောင်ပေါ်ရှိတာပေတူးတို့မွင်းကားဆိုင်လေးစီတို့ရောက်ဖြစ်ခဲ့ကြသည်ကိုနိုင်ကတာပေတူးကိုဟိုနာဒီနာတို့ဖျားဖူးခေါ်သလိုမျိုးခေါ်ထုတ်သွားခဲ့သည်ကဲအားလျော်စွာပင်တိမ့်တိမ့်ရောက်သူယောက်ျားပါဆုံဆုံညီညီတွေ့ခွင့်ရခဲ့သည်အလေလာသလိုမျိုးစကားစပြီးနောက်တပြေးပြေးနှင်းတာပေတူးထံသို့စကားမျှဦးလှည့်ရသည် ကလေးဆိုတာအတုခိုးမြန်နဲ့တင်းတင်းရဲ့သူ့ပတ်ဝန်းကျင်မှာမြင်တာတွေ့တာကြားတာအကုန်အတုယူတော့တာဥပမာသူ့ရှိမှညာပြောမြင်သူလိုက်ညာမှာပဲပစ္စည်းလေးပါလေလူမသိအောင်ယူတာတွေ့ရင်လေအကောင်းမှပြီးယူခြင်းတတ်တယ်ဟုတ်ပါဟုတ်ပါဆရာမရေတင်းတင်းအောင်ဆရာမကိုတကြည့်ပေးမလို့ဒါပေမဲ့ဆရာမပို့ပြီးတိမာပါလေဆိုပြီးမပြောပြတာအတန်းထဲမှာ သူအတုခိုးစရာကလေးများရှိနေသလားမှမသိတာတိမ့်တိမ့်တို့ငငယ်တို့ကများဆိုရင် အဖေတို့မေတို့ကတိတ်စည်းကန်းကြီးတာပဲသူရှေ့မှာပူညံပူညံပြောမိရင်လိန်ညာပြောမိရင်အယိုးထီအောင်ရိုက်တာပဲကြည့်တော့စကားဆိုကြည့်အောင်မပြောရဲဘူးလိန်ညာမပြောရဲဘူးသူများပစ္စည်းခိုးဖို့ဆိုတာဝေးရောတိမ့်တိမ့်တို့မိဘတွေများမောင်နှမ၃ယောက်ကို အပိုးကျကြတယ်အောင်စုံမနိုင်ခဲ့တယ်တိမ့်တိမ့်ကြမှာ ီသားတယောက်နဲ့ဒုက္ခကိုရောက်လို့တွေးကြည့်ရင်ရင်နာရတယ်ဆ iam မရေအခုခေတ်ကလေးတွေကတော့ live မမီအောင်မှာပဲဆ iam မရေတတလာမမင်းနဲ့ဝင်းကြီးကလေးရများပြောလိုက်တဲ့စကားတွေမဟုတ်တာကြီးပဲအောင်မေသူတို့အထင်မသေးနဲ့ဗျဘာလို့လို့စီမံကြံစီပြီးအပိုင်းတွက်လိုက်တာမဟုတ်တာ ပြောဖို့ကလည်းဝင်မလေးဘူးကျွန်တော်ရှေ့ကြောက်ကြောက်လာတယ်ကြာရင်အဖေနဲ့အမေများရောက်စားသွားမလားမသိဘူး မိတော်နှင့်မိစုသည်မျက်လုံးချင်းဆိုင်လျက်ပြုံးပစ်ကြသည်လူကြီးတွေတားမြစ်ခဲ့သည့်အကြောင်းကိုလည်းနားလည်စွာဖြင့်တက်ပြင်းဆိုင်ရသည်ရှင်တို့နှစ်ယောက်ရဲ့အကျင့်တွေဒီကလေးမှာပါလာတာဟုမိတော်ကမပြောရဲခဲ့ပြောမထွက်ခဲ့ပါထိုနေ့ကအပြန်လမ်းမှာတိတ်ဆိတ်စွာလိုက်ပါလာတော့မိတော့ကိုကိုနိုင်ကကဲဆီယာမကြီးကျင်းနေပြီလားဟုပြုံးဆဆနှင်း ခနဲ့တလူလူစလာနောက်တာလူလူပြောသည်မိတော်ကဘယ်တော့မှမကျင့်တ်ဘူးဟုချက်ချင်းပြန်ပြောခဲ့သည်နှင်းစီပန်းဤဝတ်မုံသည်နှင်းစီပန်းပဲဖြစ်ပြီးစပယ်ပန်းဤဝတ်မုံကလည်းစပယ်ပန်းမင်ဖြစ်ရမည်ပန်းတို့ဤဝိညာဉ်ပန်းတို့ဤမျိုးဆက်သည်ဝတ်မုံမင်ဖြစ်သည်ထိုကိစ္စသည် အလွန်နူးညံ့သိမ့်မွေ့လွန်း၍ဘာနှဲမှတက်တည်ပြလို့မရနိုင်အောင်လဲနည်းနည်းခက်ခဲနေသည် တေရောက်ရောက်လမ်းလျှောက်သွားလို့ခြေရကြံခဲ့လျင်တေးတော်ကြီးသောနုတော်ကျန်းသောအမျိုးမျိုးဝေဖန်နိုင်ပေလိမ့်မည်မြင်နိုင်သောအရာကိုမိတော်စိတ်ဝင်စားနေသောကိစ္စကခြေရကို ထင်ထင်ရှားရှားမြင်ရတာမျိုးမဟုတ်ခြေတန်ကို နားဆွင့်ရတယ်လို့လို့အသေးတဖို့ဖို့ရင်တထိတ်ထိတ်စိတ်မောရလေသည် မိတော်သည်စကားဆက်မပြောနိုင်အောင်ပင်စုနစ်စွာဖြင့်စကလုံးများနေနေသည်ထိုစွန်းစားမှုမှာမိတော်ရှုံ့နှိမ့်ခဲ့သည် ထိုရှုံ့ကြောင့်ပင်တာပေတူးပေါ်မှပို၍တာဝန်ယူလိုစိတ်ပွားလာခဲ့ရ၏တာပေတူးကို အကောင်းဆုံးဖြစ်အောင်ကူညီရန်သူ၏မိဘနှစ်ပါးကိုပင်အဖို့ဆက်၍မရနိုင်တော့မှန်းနားလည်ခဲ့ရသည်ကလေးသည် အသက်ရွယ်ကြီးရင်လာသည်နှင့်မျှ အတက်ပညာပို၍ဆုံးလာသည်အတုံးဆွဲပို၍ကြီးလာသည်ငယ်ငယ်တုန်းကလိုသူများတွေကို လိုက်မနှောက်ရှက်တော့မယ်မဲအနီးမှာထိုင်နေသူကိုတော့တစ်ချိန်လုံးစနောင်နေတတ်သည်ဒါပေမဲ့အတန်းကိစ္စလူမှုရေးကိစ္စတွေကိုခိုင်းလျင်ပြည်ပြင်းစွာအလုပ်လုပ်သည်ဒါပေတူအမေထမ်းမှတင်းရသောတည်င်းရဆိုလျင် အိမ်မှာထမင်းဟင်ချက်ခိုင်းရသည့်အထိအတုံးချနေပြီ။နောက်ပြီးတာပေတူးကသူ့ထက်ငယ်သောခလေးများပေါ်မှကြင်ညာတက်လာသည်။ကြောင်ထဲမှာဝင်ဝင်မွေးသွားသောခွေးကလေးတွေကိုလည်းမုတ်ကျွေးထမင်းကျွေးနှင့်တနာတက်သည့်စိတ်ကိုလည်းတွေ့မြင်ရသည်။တာပေတူဤစိတ်ကရောနှောထွေပြလှသည် အစိုးနှင့်အကောင်းကိုပြည်ပြင်းစွာခွဲထုတ်နိုင်ရင် မိတော့မှာနှီးမျိုးစုံနှင့်ကြိုးစားခဲ့ရသည်ကိုနိုင်ကစာရမ်းဖတ်တယ်ဟာတာပေတူးနဲ့ပတ်သက်လိုက်သူ့ကိုပဲဆရာတင်ရတာများတယ်တာပေတူးရဲ့ကောင်းတဲ့စိတ်နဲ့ဆိုးတဲ့စိတ်ကို ခွဲပြားနိုင်မှုသူကပဲဖတ်ဖူးတဲ့စောင်းတွေထဲကနေပြီးနှီးတစ်ခုကိုထုတ်ပေးခဲ့တယ်လူတယောက်မှရှိနေသော အပြုတ်စိတ်နှင့်အပြက်စိတ်ကို သိမြင်စေရန် အပြုစိတ်ကိုယ်သာမြင်တတ်စေတော်နီထိုနည်းဖြင့်တာပေတုကို အများနှင့်တူပူပေါင်းတတ်စေရန်ကိုယ်စိတ်ကိုထိမ့်ချုပ်နိုင်စေရန်စံသက်ခဲ့ကြသည်အတန်းထဲမှာခါတိုင်းလိုခေါင်းဆောင်တယောက်ထဲထားသောစနစ်မဟုတ်တော့ပဲအတန်းခေါင်းဆောင်သည် အတန်းတွင်ရှိသောမြည်သူမဆိုးလောက်ကိုင်းနိုင်ရမည်ရတတတဲ့တစ်ပတ်လုံးထိုသူကို ခေါင်းဆောင်လုပ်ခိုင်းမည် ထိုသူသည်အတန်စီကံကြောက်စီကံနားလေသူဖြစ်ပြီးအတန်သားများအပေါ်တွင်တန်ရှင်ရေးလူမှုရေးတင်ကြားရေးမှအစဥဆောင်ဥရွက်ပြုရမည်ထိုတစ်ပတ်လုံး၏အတန်နှင့်ဆိုင်သောကိစ္စများကို အလှည့်ကြသောခေါင်းဆောင်မှတာဝန်ရှိသည်ထိုအစည်းအဝေးကို လုံနေကြအတန်းကောင်းဆောင်ကလေးကစား၍ပြုလုပ်စေခဲ့သည်ထိုကလေး၏လုပ်ငန်းများကို အတန်းသားများကမှတ်ထားရ၏ ကောင်းတာရောဆိုးတာရောပေါ့တပတ်ကုံဆုံးသည်တောက်ကြနေညနေတွင်ဆီယာမရှိ၌ခေါင်းဆောင်လေးဆောင်ရွက်ခဲ့သောကောင်းသည့်ကိစ္စများကို အတန်းသားများအားပြောစီခဲ့သည်ဆီယာမကတော့အတန်းခေါင်းဆောင်ဤအားနည်းချက်လေးများကို မတိမတာထောက်ပြပြီးနောက်ခေါင်းဆောင်မမစီရင်နီးလန်းကောင်းများလမ်းပြပေးသည်သူစီစဉ်သည်တာပေတူးတွဲဥတီဆောင်ရွက်သည်ဖြစ်တော်လဲ တိတိသာသာကြီးမဖြစ်စေရာဒါပေတူခေါင်းဆောင်လုံးတိအခါတွင်အခက်ခဲမရှိသေးရန်အလွန်တော်သောခလီးသုံးယောက်ခန့်ကို ရှေ့ပိုင်းကနမူနာလုပ်ပြစေခဲ့သည်ဒါပေတူအတန်းခေါင်းဆောင်လုံးရမည်အလှည့်သို့ရောက်သောအခါဒါပေတူကတော့မသိသူနေ့ကြောင်းတဲ့ချိန်ကစ၍မိတော့မှစိတ်တွေလှုပ်ရှားနေခဲ့သည်သူနေ့ကဒါပေတူသည်ကျောင်းသို့စောစောရောက်လာသည် အတန်းထဲမှာရေအိုးများကိုတာဝန်ကျတော့ကလေးများနှင့်ရေဖြည့်သည်ဖက်နက်များကိုစီစီရေထားကြောက်တဲ့မုံကြီးကိုလည်းပြောင်းနေအောင်ဖြတ်ထားသည်ပထမကြောင်းတက်ခေါင်းလောင်းထိုးသည်နှင့်ဟဲ့ကောင်းတွေဖះရှိခိုးမယ်ဖះရှိခိုးရင်စကားမပြောနဲ့နော် သူကတတိပေးလိုက်သေးသည်ခါတိုင်းဖះရှိခိုးစဉ်စကားများသောသူမှာ အခြားတယောက်မဟုတ် တာပေတူးတာဖြစ်သည်ကြောင်တက်လို့စားတင်ချိန်မှလည်းငြိမ်လို့လက်ရည်တွေလည်းလှလို့တင်ချာတွေလည်းမှန်လို့ကျက်စားတွေကိုလည်းသူများထဲအရင်လာပြနိုင်၏တာပေတူးကိုအရေးတကြီးကြီးစောင့်ကြည့်နေရသူကညနေခေါင်းလောင်းတဲ့ကြားမှာတတ်မှချနိုင်သည်သူများတွေခေါင်းဆောင်လှုပ်လျင်ဘာမှဖြူဖြူထူးထူးမချီးကျူးမိတော့လဲ နောက်နေတွေမှာစိတ်ချစေခြင်းသောကြောင့်မေတော့မှာ မနေနိုင်မထိုင်နိုင်ချီကျူးမိသေးသည်။ကဲမနေ့ကတာပေတူးနဲ့ခဏတာပေတူးတူချသေးရဲ့လား။မိန်းကလေးတွေကတာပေတူးကိုနေနောက်နေလေဒီတိုင်းပဲနေနော်။ဒီနေ့တနေ့လုံးနေသိပ်လိမ်မာတာပဲဟုပြောသည်။နောက်နေ့ နောက်နေ့နောက်နေ့တွေမှာနည်းနည်းပေါ့ခြင်းလာ၏။ မိတော်သည်တပန်းမပြေခင်လွတ်ထွက်သွားမှစိုးရိမ်လွန်၍ဘသူမှမသိအောင်တာပေတူးကိုခေါ်ပြီးတူတူတိတ်တိတ်အသိပေးရသည်ဆရာမတပတ်ကလည်းကြာလိုက်တာဘာဖြစ်လို့လဲသားရဲ့သားအတန်းကောင်းဆောင်လို့တာတိတ်ကောင်းလို့ဆရာမအဖြစ်မင်းဟိုပဲအတန်းအပ်တော်မလို့ဆရာမမရှိတဲ့အချိန်မှာမင်းရှိတော့ဆရာမစိတ်ချတယ်မင်းဟာသူများထွက်တဲ့တော်တာဆရာမသိတယ် အခုကွယ်တပတ်ကလည်းကြားလိုက်တာဆိုတော့ဆ iam မဘလို့လောက်ရမလဲဆ iam မကလည်းမျိုးညင်ညီထွေးတို့ထွန်းသူတင်ကြော်တို့ကိုပဲလုခိုင်းလိုက်ပါတားတော့မလုချင်ဘူးသူကပွင့်ပွင့်လင်းလင်းပြောသည်မိသုံးစိတ်တက်ကြသွားသည်တားမှလည်းသူတို့လိုပဲအရေးချင်းတွေအများကြီးရှိနေတာပဲအတန်းနဲ့ကခလေးတွေရောတခြားဆ iam ဆ iam မတွေရောအခုလိုတားကိုအယမ်းချီးကျူးနေကြတာ ้าโกต้าแลติเยမဟုတ်လားသူများတွေလိမ်မာသလိုကိုလဲလိမ်မာလို့ရတယ်ဆိုတာတိပြီမဟုတ်လားတိပြီတိရင်တော်ရော့ဘောဆရာမကလည်းตาပြင်းနေမလုပ်ချင်တော့ဘူးဟဲ့ကောင်းလေးလူကြားရင်မကောင်းအောင်ရှောက်ပြောမနေနဲ့သူများတော်တပတ်လုံနိုင်သေးတာနင်မလုံနိုင်ရင်ညံ့တာပဲလုံးတက်တာတိယုံနဲ့မပြီးသေးဘူးဒါဆက်လုပ်ရမယ်အလုပ်တပတ်ပြီးအောင်လုံမလားမလုပ်ဘူးလားဒါပဲပြောမိတော်ကကျင်းဤ မျက်နှာထားကိုတင်း၍တာပေတူးကိုစိုက်ကြည့်လျက်မင်းဟာကောင်းစီခြင်းလို့အမြင့်ကိုဆွဲတင်ပေးနေတာတောင်မြင့်နေဆိုပြီးခုံချခြင်းနဲ့ကောင်းပြောတော့ဖြင့်ဆီယမောကိုတိတ်ချစ်တာပဲဆီယမစကားဆိုဘာမဆိုနားထောင်ပါဆိုဆီယမတော့မင်းကိုတပတ်လုံးပြည့်အောင်အတန်းကောင်းဆောင်လုပ်နိုင်မှချစ်တော်မယ်မြုံလင့်ထားခဲ့သည်များအလုံးဘယ်စီရောက်သွားမှမသိ မိတော်ကြခဲ့ဘူးတော့ပုံမြင်လေးတပုတ်လိုပင်ကျောင်းနိုင်ဖုံးတော်ကြီးနှင်းသူ့ကျောင်းသားငပြင်းလေးဇလန်တိုင်းစာချက်ပြင်းနိုင်ရိုက်ရိုက်တိုင်းလည်းမရဆရာတော်သည်သူ့ဤတပည့်ကျောင်းသားကို စိတ်ပြက်စွာဖြင့်ဟဲ့မောင်နွားကျောင်းသားမင်းအတွက်စာချက်ခိုင်းနေတာကွယ်သိရလားငါအတွက်မဟုတ်ဘူးမင်းစာချက်စာရမှာမင်းကြည့်လာရင်ကောင်းစားမှာကို့အတွက်ကိုလှုပ်လို့ရတာများကွယ် ဒါလောက်ရိုက်နေရတာရိုက်ရတဲ့လူမောလာပြီဆိုတော့ဟိုတပိတော်အတွက်ရိုက်တာလားဖျားမသိပါဘူးတပိတော်စာမရရင်ဖုံဖုံအတွက်များရိုက်နေသလားလို့တပိတော်အတွက်ဆိုနေပါစီတော့ဖျားစာမကျက်ပြစီနေတော့တပိတော်ကဆရာတော်အတွက်မတ်လို့ကြက်ပြနေတာပါတပိတော်အတွက်ဆိုရိုက်လဲမရိုက်ပါနဲ့တော့စာလဲမကျက်ပြစီနေတော့တဲ့ဆရာမတယောက်နေနေစိတ်ဆင်းရဲရ၏ ဝမ်းသာမှုကို မအောင်မြင်ဘူးဟုမယူဆလိုသည်အချိန်ယူ၍ပြည့်ပြင်းလင်းဖြစ်နိုင်လိမ့်မည်ဟုမျှော်လင့်မိခဲ့သည်ငါဒီကလေးကိုမျှော်လင့်ခဲ့တာပဲယုံကြည်ခဲ့တာမဟုတ်ဘူး तू ကဘာမှကိုတိတ်မှတ်တဲ့ကလေးမဟုတ်ဘူးတချို့ဆိုမော်နီတာခေါ်ခံခြင်းလွန်းလို့ तू ကအဲ့လိုခေါ်ခံရတာထဲလွတ်လွတ်လပ်လပ်နေခြင်းသလိုနေရတာမျိုးမှကြိုက်တာ ူမှကောင်းတာတွေအများကြီးပဲတော်လဲတော်ပါတယ်ဒီနေ့နေတော့သူဖြစ်ကိုဖြစ်မယ်လို့ထင်ခဲ့မိတယ်ဒါပေမဲ့ဟဲ့ခလေးကမဟုတ်တာတွေတိတ်ပြောတာပဲစကားကိုပေါပေါတန်တန်နဲ့ပြီးဆိုလဲပြောလိုက်တာပဲဟောဟောမဟောဟောခဏလေးအစဉ်ပြင်ပြီးရော နောက်ခါလာနောက်ခါစီအဲ့လိုလှုပ်လာတာလူတယောက်ကိုမယုံကြည်ရပြီဆိုကြတဲ့ဟာကောင်းနိုင်ပါဦးမလား ငါသူ့အတွက်မချစ်မရဲဖြစ်လွန်းလို့ပါအဲ့ဒါလဲစိတ်လျှော့စိတ်လျှော့လို့ပဲပြောရတော့မှာပဲကွယ်လျှော့လို့မဖြစ်ဘူးဟဲ့ငါသူ့ကိုမကြစေချင်ဘူးငါလေသူ့ပေါ်မှာနောက်ဆုံးစ조사ခြင်းနေနဲ့တိုက်ခွက်ပြောင်းကြည့်ခြင်းသေးတယ်။ကြောင်းဖွင့်တဲ့နေ့မှာစိတ်ဆိုးမှန်ဆိုပုံစံမျိုးနဲ့ငါပြောမယ်လေ။ဆာမွေးတိတ်နေတဲ့အချိန်မှာဆီယာမစကားကိုနားမထောင်ပဲအားလုံးရေးပြနေတဲ့အစမ်းဆာမွေးမှာရှောက်ပြီးချစ်ထားတာဟာ ဆီယာမကိုမခန့်လေးစားလောက်တာနဲ့တူတူပဲဒီတော့မင်းကိုဆီယာမတန်းမှာမထားတော့ဘူးအတန်းပြောက်ပြစ်မယ်လို့ပြောမယ်လေရေခဲတော့အခန်းကိုခဏပို့ထားမယ်ဆီယာမစီပြန်လာချင်းဘယ်နှရက်အတွင်းဘယ်နှပုတ်ရအောင်ကြည့်ရမယ်ဆိုတဲ့ဂရိမျိုးနဲ့ပေါ့အဲ့ဒီချိန်မှာရေခဲတော့ကခတ်တင်းတင်းနဲ့ငါအတန်းအားစီကဲနွေဓာရီရှိတယ်မင်းလိုက်နာနိုင်မှလာပါမလိုက်နာနိုင်ရင်ငါလက်မခံဘူးလို့ပြောရမယ်အမလီလေး ငါဒီကားမှာအကယ်ဒမီများရှာမလားမသိဘူးနော်။ဘာပဲဖြစ်ဖြစ်ငါအတန်တော့ဒုက္ခရောက်မှာအမှန်ပါပဲဟဲ့။ခဏလေးပါလားဟာ၃ရက်လောက်ပါ။ငါသားလေးကိုငါလည်းမခွဲနိုင်ပါဘူးနော်။ပြန်ခေါ်မှာပါ။မေတော်နင်ချစ်တတ်ပါတယ်ဟဲ့။ဟဲ့ငါမချစ်တတ်ဘူးလို့ပြောလို့လား။ငါအကုန်တန်မှန်ပဲ။ဘသူ့ပေါ်မှာပဲဖြစ်ဖြစ်မျက်တာဖို့ပဲဆန္ဒရှိတယ်။ ငါမျှတာတလို့ငါပေါ်မှာ မမျှတာဘူးဆိုရင်တော့ငါဘာမျက်နှာမှမထောက်တတ်ဘူး။နောက်ပြီးငါမှာတာပေတုနဲ့ပတ်သက်တဲ့စိတ်ဆွဲဆိုတာလုံးဝမရှိဘူး။ဘယ်လိုပြောမလဲ။တိမ့်တိမ့်နဲ့ဆိုင်နဲ့ချောက်လက်မှုမျိုးငါမစိုးရိမ်ပါဘူး။တကယ်ပြောတာ။ငါကိုနိုင်ကိုရင်ဆိုင်ထားတဲ့တနေ့မှာဘာမှမပြောတဲ့မိတော့စိတ်ရင်းအတိုင်းနဲ့ပဲညှိမှာပါ။အမေညှိမှာတဲ့။ညှိလို့ရရင်လက်ခံမယ်ပေါ့။ဒီသဘောလား။ ငါးစိတ်တန်းကြဖြစ်ဖို့တော့လိုလိမ့်မယ်။ကဲကဲဒေါ်မီတော်ရာရဲ့အစီအစဉ်များအားလုံးကောင်းပါတယ်။အခုနောက်ဆုံးအစီအစဉ်ဖြစ် ထမင်းဆိုင်ထည့်ပြီးပြန်ဖို့ပြင်ကြပါစို့။ဟမ်ပြန်ကြတော့မလား။လေးနာရီခွဲနေပြီဟဲ့။ဂျူတီတန့်ဝင်အောင်ပါ။မေတော်ကမိဖို့ကြောင့်သို့ထားသွားပြီးနေလေက ခလုတ်နှစ်ထားသောသမင်းပေါင်းတွေမှသမင်းများကိုဂျိုင်းနေသူခုထဲ အသားကြောနှင်းကျဲဥကြောကိုတစ်ချိုင်းတက်တက်ပြင်လိုက်သည်အသည်ရွက်ကြောကတစ်ချိုင်းအချင်းနှင့်အဆက်ကိုတော့ပေါင်းထည့်ပြီးခြိုက်များကိုဆင့်လိုက်သည်ဟင်းကအရေးတော့မပါဘူးမနက်ကရှိတာပဲငါနဲ့ရေခဲ့တော့နေ့လယ်ကစကားပြောရင်ထမင်းထပြီးချက်လိုက်ကြတာညာသွေးတို့ပြန်ငန်နေချိန်မှပင်မိစုနှင့်ကိုနိုင်ရောက်လာခဲ့သည်ကာရက်တန်နှင့်ဟွန်းနန်ကိုကြားယုံများဖြင့် ်မေတော်ကကိုနိုင်မှန်းသိလိုက်သည်အမမေတော်ရေအထူးဧည့်သည်ပါလာတယ်ခေါ်လိုက်ဦးမေတော်ကမျက်နှာရှုံ့လျက်ပခုံးတွန်းပြ၏ဒီတခါဒေါ်လေးဖြူနဲ့မီစုပူအောင်ပြီးစီစဉ်လိုက်တဲ့ရိုးသားပွဲလေးပါနော်ဒေါ်လေးဖြူကလည်းမမမေတော်ကိုပြောထားတယ်လို့ပြောပါတယ်စိတ်ချနော်ဟဲ့ဟဲ့မီစုကရောက်လာလာချင်းမျက်နှာချိုသွေးသည်အမတို့ မီးစူးမောင်းတာစီးရဲမဟုတ်လားလိုက်ပို့မယ်လေညာသွေးနှင်းရေခဲတုံးကိုတက်ဆက်သေးပြောလိုက်သည် မီးစူးမောင်းတာတော့စီးရဲပါတယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုကောက်ကောက်မှာအရာကြည့်ရင်သေးတယ်ညာသွေးကပြောသည်ရေခဲတုံးကတော့ယူတာလှသူပြီးပြီးမျက်နှာတွေပြက်ပြီးမိတော့ကိုတခုခုပြောစင်နေတယ်လို့ပါပဲပြီးတော့ပြန်ရမှောင်ကိုဝင်လေးနေပုံဖြင့် ရေကဲတော့ဤမြဝန်ကြီးကမိတော်ထံမှမခွဲခွာနိုင်အောင်ဖြစ်နေသည်မိတော်ကမျက်စိတစ်ဖက်မှိတ်ပြပြီးလက်မထောင်ကစိတ်ချဆိုသည့်အမူအရာမျိုးကိုလုပ်ပြတော့မှစိတ်ချလက်ချကားပေါ်မှပါသွားသည်ကိုနိုင်ကမိတော်ကိုပြုံး၍ကြည့်နေသည်မီတော်ကတော့သူ့ကို မပြုံးမရီတည်ကြည်စွာပင်စူးဆိုက်ကြည့်၏ကိုနိုင်ကဧကင်းနဲ့လှဲဝင်လိုက်ရပြီ ဆက်တီမှာဝင်ထိုင်လျက်ကြည်ပုံကလည်းလန့်စရာကောင်းလိုက်တာအပြစ်ရှိတဲ့ကလေးကိုကြည်နေတဲ့အတိုင်းပဲတို့အဲ့လိုမကြည်ပါနဲ့မေတော်ရဲ့မေတော်ကတစ်ချက်ယူလိုက်ပြီးကိုနိုင်နှင်းမျက်နှာချင်းဆိုင်ဆက်တီမှာပင်ဝင်ထိုင်လိုက်သည်ကိုနိုင်မေတော်ကိုဘာပြောစရာရှိလို့လဲမေတော်ကရောတို့ပြောစရာမရှိတော့ဘူးလားဖဖွားနဲ့တစင်ပြောပြီးပြီလေ အကုန်ပြန်ကြပြီးရောပေါ့အင်းအဲ့ဒီကိစ္စကိုလူကြီးတွေကလက်မခံနိုင်မှုဖြစ်နေတယ်မေမေဆိုမျက်ရည်ကျတဲ့အထိစိတ်မကောင်းတွေဖြစ်လို့တို့တွေအနေနဲ့ကိုဖြစ်ချင်တာထက်လူကြီးတွေ ဖြစ်စေချင်တာကိုလိုက်ရောလိုက်ရင်မကောင်းဘူးလားလိမ္မာလှကြည့်လားကိုနိုင်ရဲ့อืมအမိုးကတော့တားလေးတယောက်ဆိုဆိုတော့မွေးရကျွတ်တော့မယ်ထင်နေဒါပေမဲ့ ်မေတော့ကိုချွေးမတော်ချင်နေဆိုရင်တော့ကန်ကောင်းလိမ့်မယ်မထင်ဘူးစဉ်းစားချင်သေးတယ်မေတော့မှဒါမရှိဘူးဒါရှိတယ်မေတော့ကအသက်နှလုံးနှရာကိုညွန်ပြပြီးမရှိဘူးဟု ပြောကအုံနောက်နေရာကိုညွန်ပြ၍ရှိတယ်ဟုပြော၏အဲ့ဒါမေတော့ကွယ်ရမှကိုနိုင်ပြောခဲ့သောစကားမင်ဖြစ်သည်မီတော့ကကြုံကြ၍ပြန်ခြေပခြင်းဖြစ်သည်အဲ့ဒါအစင်းသင်းဖြစ်သွားတာပေါ့မီတော့ရဲ့ ကိုယ်အသေးနှလုံးကလည်းအုံနောက်ရှိတဲ့မိန်းကလေးမျိုးကိုမှလိုလားတာအဲလေတတလုံးလက်တွဲသွားဖို့အတွက်ပေါ့လေးလေးနက်နက်စဉ်းစားတဲ့အခါပေါ့ပေါ့ပါပါကိစ္စတွေအကုန်မိမ့်မိန်သွားတယ်ကိုပြောချင်တာကိုမေတော်နားလည်မှာပါ နားလည်ပါတယ်ငငယ်လေးကကိုနိုင်အကောင်းချက်တဲ့သားမေတော်သိသားပဲကိုနိုင်ကနှိမ့်ချစွာရှိသည်တို့ကအကောင်းချက်တဲ့တာပဲရှိတာပါကောင်းအောင်မဖန်တီးတတ်ဘူး မိတော်ကတော့စိုးတာကောင်းတာခွဲခြားတတ်အောင်သင်ပေးနေတယ်ဆရာမလေးမို့လားမသိဘူးကိုတိုင်လည်းကောင်းအောင်ဖန်တီးနိုင်ပါပေတယ်မြောက်မနေနဲ့မြောက်မနေနဲ့ဘာမှကြွေးစရာမရှိဘူးဟာဟုတ်တယ်သိတယ်ဖွားဖွားကပြောလိုက်တယ်ညစာဘာမှမချက်ထားနဲ့လို့မှားခဲ့တယ်ဆိုကိုတို့ကမိတော်ကိုတခုခုစားဖို့လာခေါ်ကြတာကိုတောင် အင်းကဘာမှစားမလာဘူးเจ้าอ่ะเปลี่ยนๆลาจนถั่วลาจ๋า ဒါဆိုကိုနိုင်တစ်ခုခုသွားဝယ်ပါလားကမှပြန်မလာသေးပဲမိစုပြန်လာတော့တူတူသွားမယ်လေမေတော်အင်ကြီးလဲခြင်းလဲထားအိုးအိမ်မှာပဲစားရအောင်ပါမေတော်ထမင်းချက်ထားတယ်ညာသွေးတွေထည့်ပေးခြင်းလို့ချက်ထားရင်ဒီနားနေမယ်မေတော်စပိန်ယူသွားပေါ့ကဲသွားမြန်မြန်မိစုပြန်လာရင်စားကြမယ်မေတော်ပကံတွေပြင်ဆင်ထားမယ် မိတော်က200နဲ့တရွတ်ထုတ်ပေးပြီးစက်ဘင်းကိုလည်းထုတ်ပေးနေသည်ကိုနိုင်ကမိတော်ကိုရောင်းတောင်ကြည့်လျက်စက်ဘင်းကိုယူပြီးပက်ဆန်ကိုတော့မယူတော့ပဲဘာဝယ်ခဲ့ရမှာလဲကိုနိုင်ကြက်တာဝယ်ခဲ့ပေါ့မိတော်နဲ့မိဆူကဘာဖြစ်ဖြစ်ရတယ်ကဲတော့ကော်ဖီပူပူလေးဖြော်ထားလိုက်မယ်မိတော်ကကိုနိုင်ကို ခလေးတယောက်ချော့ခိုင်းတယ်လို့ခိုင်းလိုက်မိသလားဟုတွေးမိပြီး အနှဲငယ်ရည်ချင်းသွား၏ကိုနိုင်ကအိမ်ပြင်ဘက်လောက်ကိုရောက်မှစပိန်ပေါ်မှပြန်လှည့်ရင်ဆီယမ်မကြီးနောက်လဲတက်တက်လုံးဒီတိုင်းပဲခိုင်းသွားရမှာဆိုတော့ကျွန်တော်လဲအကျင့်ရအောင်လေ့ကျင့်ငယ်လုပ်လိုက်ပါအောင်မယ်ကျင့်နေစွာအော်ဟစ်သွား၏ဖြစ်မှဖြစ်ရလေသူ့ဘက်ကပိုင်နိုင်လိုက်တာဟုတ်တွေးလျက်မိစုပြန်ရောက်မလားမီသူပြန်ရောက်လာခဲ့လျင်အင်ရှိကန်းမှာပင် အစားအသောက်များကိုစားနိုင်ရဲ့ ဇွန်များပကံများကိုပြေလွှတ်ထုတ်ပြီးစား၍အဆင်ပြေစေရန်ဧကန်တွဲမှရှိနေသည့်မတ်တက်စပွဲပေါ်သို့ပြင်ဆင်ထားလိုက်သည်မိတော်သည် ကိုနိုင်နှင့်ပတ်သက်လာလျင်အရာအားလုံးကို ကာကွယ်ပြီးအနေထားမျိုးနှင့်အဆင်သင့်ဖြစ်နေမိသည့်အတွက်ကိုကိုကိုကျင့်နှက်အားရနေလေရှိသည်တို့ရာတွင် ကိုနိုင်ကတစ်ချက်ကောင်းပြန်၍ပညာပြတတ်တာကိုလည်းတတိကြီးကြီးနှင့်ရင်ဆိုင်ရသည် မေတော်ကကိုနိုင်ကိုခင်မင်းနှစ်လုံးစွာဆက်ဆံ၍မရခဲ့သည့်အတွက်အမှန်တကယ်ပင်ဝမ်းနည်းရသည်မေတော်သည်ကိုနိုင်ကိုအထိပ္ပယ်မဲစွာဖြင့်တုန်ဆုံနေခြင်းမဟုတ်ဖဲမေတော်ကိုတိုင်းပင်နားလည်ခဲ့သည်သူများနားလည်အောင်ပြောမပြတတ်ခဲ့ပေနောက်ပြီးကိုနိုင်ပေါ်မှာတခြားမိကလေးများနှင့်ပတ်သက်ပြီးတဝင်းတို့စွာဖြင့်လက်ခံနိုင်ခြင်းမျိုးမဟုတ်ကြောင်း ်မိတော်တယောက်ထဲနားနေနိုင်သည်ကိစ္စပါပဲကိုနိုင်ပေါ်မှာခလေးဘွားကလေးကမယုံရဲစွာဖြင့်ဆက်ဆံခဲ့ရတာအခုလိုအသက်တွေကြီးတဲ့အထိသူနှစ်တစ်ချောင်းလုံးလက်တွဲရမည်ဆိုလင်လင်းမယုံမရဲနှစ်ပင်ဆန့်ဖြူသွားကြွေဖြစ်ရတော့မှာမိတော်ကလူတွေကိုယုံကြည်ခြင်းသည် စုံပြည့်၍ရင်းနှီးနှလိုစွာ ခင်တွေ့ခြင်းသည်စေရင်အတိုင်းရင်ထဲကလာသည့်ဆန္ဒနှင့် ပေါင်းတင်ဆက်ဆံခြင်းသည်ဘသူကိုပဲဖြစ်ဖြစ်တသက်မှတ်ထဲစိတ်ချခြင်းသည်ဒါပေမဲ့မိတော်စိတ်နှင့်ညီမျှစွာဆက်ဆံနိုင်သူဥယေကတော့အလွန်နှဲပါလှ၏ဟုတ်ကဲ့ပါရှင်နောက်ဆုံးပိုင်းမှာပြန်တွေ့ပါမယ်နော် အဆုံးထိနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်